ခင်ဗျားတို့ညီမတွေကညီမပြူတကယ်မချစ်ကြဘူးဗျကို့ကိုကျိုးစီးပွားအတအတွက်ညီမပြူချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ပထမဆုံးကပြောရမှာကအာမနေ့ညကဒီပန့်တကူပြစ်တာရယ်ဒီပန့်တကူပြစ်တဲ့ကိစ္စရယ်ဒီနေ့ပန်ဆယ်လို့ညရယ်ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်ဦးစားပေးပြောရမယ်ဒီနေ့ပန်ဆယ်လို့ညပါကျွန်တော်မမေ့အောင်ပြောကြအောင်ဒီနေ့ကပန်ဆယ်လို့ညပါ ပန်ဆယ်လူတို့ရဲ့ညလို့ပဲကျွန်တော်တို့ခေါ်ပါတယ်။ဘာလို့လဲဆိုတော့ဟိုဒါဒါဒါကျွန်တော်ဟိုဟိုရှောက်သူဟိုခင်ဗျားတို့ပြောလဲဟိုအမေရိကဟိုမျိုးသမီးပြောတာမဟုတ်ဘူး။ကျွန်တော်နောက်ပိုင်းမှာဒီဘက်ခင်မှာပေါ်လာတဲ့ဘန်စကားတစ်ခုကဒါပန်ဆယ်လူညပေါ့။ပန်ဆယ်လူတို့ညလို့ခေါ်ပါတယ်။ဆိုတော့ဒီညပန်ဆယ်လူတို့ညဖြစ်တဲ့ခါကျတော့အဲကိုရှိမှရှိတဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလေးတွေတင်ချားလေးတသက်ရဲတင်ထားကြပါနော်။ကိုမှရှိတဲ့ဟိုစားတောက်လေးတွေဘွေရာလေးတွေနောက်အကောင်ပလောင်လေးတွေပါတယ်။တင်ချားတင်ထားကြပါ။ ပန်ဆယ်လိုညတို့ကြောက်ဖို့ကောင်းပါလေပန်ဆယ်လိုညညနောက်တလို့ပြောက်တလို့နဲ့သွားပြီးအေးယူလည်းမရဘူးဒီအေးယူလည်းမရဘူးတရားစလို့လည်းမရဘူးဘာမှလည်းလုပ်လို့မရဘူးအဲပန်ဆယ်လိုပန်ဆယ်လိုကပ်ပြီဆိုရင်သွားပြီးပဲဒါအဲကြောင့်ခုနပန်ဆယ်လိုညဖြစ်တဲ့အတွက်သတိထားကြဖို့ပြောချင်တယ်အဲ့တော့ပန်ဆယ်လိုညမတိုင်ခင်မနေ့ကညပါလို့ဆိုတော့ပန့်တကူပြစ်ကြတယ်ဗောနောပန့်တကူပြစ်ကြတော့ခဲတော့လေ Facebook တွေ TikTok တွေဘာတွေညဒီမှာမြင်ပြီးတော့ပါလိမ့်မယ်အဲအဲ့မှာကျွန်တော်တို့ဒီလူတွေကပတ်တကူညဆိုပြီးတော့လူတွေကလမ်းမတွေပေါ်မှာရန်ကုန်မြို့ရဲ့လမ်းမတွေပေါ် မဟုတ်ဗျာမဟုတ်ဆွေးကြပါစို့အင်းစိန်လမ်းပေါ်မှာပြည်လမ်းပေါ်မှာဘေးနောက်လမ်းမကြီးပေါ်မှာလမ်းမကြီးတွေကျွန်တော်ပြောပြနော်ရန်ကုန်နောက်ကကဘာကြီးဖြဲလမ်းပေါ်မှာကိုယ့်ဘက်ကိုဆင်းသွားလို့ရှိရင်ဝေအဲဝေဆန္ဒလမ်းမပေါ်မှာတာတုမှာလမ်းမကြီးပေါ်မှာနောက်ဒီမြတ်တော်ကိုမြတ်တော်ကိုပင်လုံလမ်းမကြီးပေါ်မှာစသဖြင့်ပေါ့ဗျာပြောင်းလမ်းမကြီးပေါ်မှာစသဖြင့်ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးတွေလမ်းတော်ရဲ့အဓိကဟိုပါရမီလမ်းလွယ်လမ်းကြီးလမ်းတွေမှာအဲနောက်တစ်ခါဒီဂျားဖြတ်တယ်ပေါ့နော်တကယ်လို့ဒီလမ်းတွေပေါ်မှာအင်းရလမ်းပေါ်မှာစသဖြင့်ပေါ့ဂျားမှာရှိတဲ့လမ်းတွေလမ်းတွေအလုံးလမ်းပေါ်မှာစသဖြင့် ရကုန်မြို့မှာရှိတဲ့လမ်းကြီးလမ်းကြီးလမ်းငယ်အတွေ့အကြုံလမ်းမတွေပေါ်မှာရန်တော့မြို့လေမြို့လေမြို့ထဲမှာတောင်တောင်အေရီးယားမြို့ထဲမှာအဲလူတွေကလမ်းမတွေပေါ်အပြင်ထွက်လာကြတယ်ထွက်လာလဲပြီးလဲပြီးဘာလို့ကြားလဲဆိုတော့ပန်းတကူပြစ်မဲ့ဟာကိုကောက်ဖို့စောင့်ကြတယ်ဆိုတော့ကျွန်တော်ကားတွေကလည်းအဲ့ဒီလမ်းတွေပေါ်ကားဖြတ်မောင်းသွားရင်လည်းကားတွေပေါ်ကနေပြီးတော့ပန်းတကူဆိုပြီးတော့ဒီပတ်စံတွေပြစ်တော့ပြစ်ချသွားတယ်အဲဒီစားတော့ရလီပြစ်ချသွားတယ်တရားလုံးတွေပြစ်ချသွားတယ်စသဖြင့်အဲ့ဒါမျိုးဖြစ်ကြတယ် အဲ့တော့အဲ့လိုပြကြတော့ကျွန်တော်တို့နိုင်ငံရဲ့ traditional ပေါ့ဗျာဒါရိုးရဒလေးလေးတစ်ခုဖြစ်တော့ဒလေးလေးတစ်ခုဖြစ်တဲ့ခါကျတော့ဒါကြီးကကျွန်တော်တို့မှားတယ်လည်းမပြောချင်ဘူးမှန်တယ်လည်းမပြောချင်ဘူးဒါပေမဲ့အမြင်မတင့်တယ်တာလေးတို့ဖြစ်တယ်ဖြစ်ခဲ့တယ်ဆိုတော့အမှန်တရားပဲဆိုတော့ကျွန်တော်ဒီဒီဒလေးကိုကြိုက်ပါသလားမင်းရင်တော့ဒလေးကိုတော့ကြိုက်ပါတယ်ဒလေးကတဖြည်းဖြည်းနဲ့အသွင်ပြောင်းသွားမှာကိုစိုးရင်ပါတယ်ဒလေးကအသွင်ပြောင်းသွားမှာကိုကျွန်တော်စိုးရင်ပါတယ်လူတွေကြားမှာကျွန်တော်တို့နားလည်ထားတဲ့ပန့်တကူကပန့်တကူဆိုတာကရှေ့ပြောင်းကျွန်တော်ကပဲဖြစ်ဖြစ်ပေါ့ဗျာကျွန်တော်ရက်ွက်ကျွန်တော်လမ်းထဲမှာကျွန်တော်ကပန့်တကူဖြစ်တယ်ဆိုတာ ကျွန်တော်ရှိတဲ့ကျွန်တော်ပြစ်ချင်တဲ့ပစ္စည်းလေးတွေကျွန်တော်လူတွေရစေချင်တဲ့ပစ္စည်းလေးတွေကျွန်တော်တို့ရှိတခြားလူတွေနှမ်းပါတဲ့သူရအောင်ဆိုပြီးစိတ်နဲ့ကျွန်တော်တို့ကနေရာလေးတစ်ခုမှာအသားလေးလူမမြင်သူမြင်လေးမှာအသားလေးထားခဲ့ပြီးတော့ကျွန်တော်ကရှောက်သွားတာပတ်တကူပြစ်တာပေါ့နော်အပြိုကြီးတွေပတ်တကူပြစ်သလိုတော့မဟုတ်ပါဘူးအပြိုကြီးတွေကိုကုတ်ကူပတ်တကူပြစ်သလိုမျိုးတော့မဟုတ်ပါဘူးအဲ့တော့ပတ်တကူလူမျိုးထုံလေးထားရတယ်ဟိုထားရအဲ့ချိန်မှာလမ်းသွားလာတော့သွားရင်လိုင်းနဲ့အထုပ်လေးတူတော့ကိုတစ်ခုခုပေါ့ဗျာထားပါတော့ကိုနဲ့လိုက်လို့ကြည့်ပြီးတယ်ကိုယူသွားတယ်ယူပြီးတော့အမ တခုရတယ်ပေါ့ဗျာအဲ့မှာ level စားလေးလေးရရမယ်ပတ်စံလေးရရရမယ်အဝတ်စားလေးလေးရရရမယ်အခြားစားတောက်လေးလေးရရဘာဖြစ်ဖြစ်ရနိုင်တယ်ဒါပန့်တကူကျွန်တော်နားလေတာအဲ့ဒါပန့်တကူဒါပေမဲ့အခုကျွန်တော်တို့ရန်ကုန်ပဲအဓိကထားပြောပါမယ်ဂျန်နယ်မြို့တွေပြောနေရှိပါတယ်နော်ရန်ကုန်မြို့ပဲအဓိကထားပြောပါမယ်ပေါ့ရန်ကုန်ကကျတော့လူကြီးထူတက်မှုများတဲ့ခါကျပုံများတယ်ပေါ့အဲ့တော့ဘာဖြစ်နေလဲဆိုတော့ရန်ကုန်မှာကျတော့လမ်းတွေပေါ်မှာလူတွေတက်လာအောင်လူတွေကလမ်းပေါ်ပြည့်ပြီးလမ်းပေါ်မှာအများကြီးဖြစ်နေပြီးတော့အကုန်လုံးကကားတွေပေါ်ကနေပြီးတော့ဘာဖြစ်ချင်မလဲဆိုတော့တော် နောက်ကလိုက်တယ်တခါတလေများရပွဲမှာရှိတဲ့ဒီ6လမ်းသွားလမ်းတွေရဲ့3လမ်းပေါ့ဒီဘက်ညာဘက်ကလမ်း3လမ်းဘယ်ဘက်ကလမ်း3လမ်းအဲ့လမ်းတွေမှာအလေကောင်လမ်းလေး2လမ်းပဲလွတ်တော့တယ်လမ်း3လမ်းမှာလည်းအလေကောင်1လမ်းပဲလွတ်တော့တယ်ကျန်တဲ့လမ်းနှလုံးမှာလူကြီးပြည့်နေအဲ့လိုမျိုးဒီပြည့်ကြပြီးတော့ကားတွေကမောင်းရတာဘယ်လိုဖြစ်လို့သတိထားမောင်းရတဲ့ဘဝကိုရောက်ကုန်တယ်ဆိုတော့ပြီးတော့ကျွန်တော်ဗီဒီယိုဖိုင်တစ်ပိုင်းတွေ့လိုက်တယ်နာမည်ဟိုလူလူသိများတဲ့လူသိများတယ်လို့ပြောလို့ရတဲ့ပုံကမမကြီးဘူကီဆိုလားပါလားအဲ့ဒီမျိုးသမီးရဲ့ Facebook မှာတင်ထားတာကျွန်တော်တွေ့ပါတယ် तू ကတော့ရန်ကုန်မြို့ကိုပတ်ပြီးတော့တန်း200ဆိုလားသိန်း200ဆိုလားသိန်း200ဆိုလားပဲ तू လှူပါတယ်ဆိုရန်ကုန်မြို့ပတ်ပြီးတော့လို့ပတ်စံလိုက်ကျဲပါတယ်ဆိုပြီးပတ်စံကြီးလိတ်ထားပြီးတော့ तू အဲ့ဒါလေးပြီးတော့လက်ကားပေါ်နေပြီးကျဲ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 သွားတာ तू ကတော့ကျဲသွားတာပဲဗျာနောက်ကလူကြောက်ဟေးဝေါ်နဲ့လူကောက်ကောက်ကြရင်းနဲ့အကယ်၍မြတ်နောက်ကကားတွေသာပါလာအကုန်တိုက်ကုန်မယ်တီကုန်မယ်ထိခိုက်ကုန်မယ်ဒဏ်ရကုန်မယ်ကျိုးပဲ့ကုန်မယ်ဆိုအပျော်ကနေအပြက်ဖြစ်တယ်ဆိုအဲ့ဒါကိုပြောတာအဲ့တော့ ကျွန်တော်ပြောချင်တာပေါ့နော်အဲ့ဒီမှာမမကြီးဘိုဂေဆိုတဲ့အမျိုးသမီးအပါဝင်ပေါ့ဒါခင်ဗျားတို့လည်းတရုတ်တယ်နောက်တော့နောက်တော့ပါလိမ့်မယ်နောင်နဲ့နောင်နဲ့ဒီများမှာလှူခြင်းလို့ရှိရင်တည်တည်ရှာလှူလိုက်ပါကားကိုဘေးမှာလမ်းဘေးမှာရက်လိုက်ပါရက်ပြီးရင်ကားပေါ်နေပြီးရှစ်သမီးအထောက်အကြီးချပေးလိုက်ပါနှိုက်ချင်သလောက်နှိုက်ဆိုယူသွားခိုင်းလိုက်ပါကျွန်တော်ခဏပြောရတယ်အဲ့လိုပုံစံနဲ့ကားပေါ်နေဝေါ်ဝေါ်နေ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 